ဘင်းနဲ့သူတို့နဲ့တဖွဲ့တည်းလားလို့စူပုတ်ပုတ်မျက်နာနဲ့ကျမကိုမေးတယ်ကျမက မဟုတ်ပါဘူးသူတို့ကသင်းမောသားအဖွဲ့ငါကစာရေးဆရာမဒါပေမဲ့ငါတို့ဟာမြန်မာနိုင်ငံသားအချင်းချင်းတွေလို့သူ့ကိုခက်တီတီပြန်ပြောတော့သူဘာမှမပြောတော့ဘူး အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လဲပြန်ပြလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော် British Airway Duck ရှေ့မှာကျမတို့ရောက်ပြီးခဏမှပဲကောင်တာဖွင့်တယ်ကျမတို့အပြင်ဘသူမှမရှိသေးတော့ကျမတို့ပဲရှေ့ဆုံးကပေါ့ကောင်တာနောက်မှရောက်လာတဲ့ဒီထိုင်းအမျိုးသမီးငငယ်ချောချောလေးကိုကြည့်ရတာကတော့သဘောတကားရကောင်းမဲ့ပုံလေးပါပဲကျမကိုဖော်ဖော်ယွယ်ပဲပြုံးပြ Hello လုံရင်ကျမ passport နဲ့လင်းရင်လက်မှတ်ကိုချက်ကင်လုပ်ဖို့ ူရှေ့မှာအသားအရာတင်ပေးလိုက်တဲ့အချိန်မှာကျမရင်ထဲမှာတထိတ်ထိတ်နေပါ ကျမလက်ထဲမှာသူတို့စီ first ရိုက်ထားတဲ့ရရှိချောင်းစာရွက်လေးကိုလည်းလိုအပ်ရင်ပြတာဖြည့်ရှင်းရအောင်စုပ်လို့ပေါ့ဒါပေမဲ့အနန္တောအနန္တငါးပါးဂုံကျေးစုနဲ့ကျမကံကောင်းပါတယ်ဖိုင်းစီးမလေးကခဏဆိုခဏလေးပါပဲဘိုးရင်ပတ်လေးရင်မော်တက်ခွင်လက်မကိုဖိုင်းကုန်းနံပါတ်ဂိမ်းနံပါတ်တွေ ဖြည့်ဆွက်ရေးလိုက်ပြီးပတ်စပို့ရဲ့ကျမအပြန်လက်မရဲနဲ့အတူတူ ကျမရှိကိုတွန်းပို့လိုက်တယ်။ပြုံပြုံလေးနဲ့ thank you တဲ့။ကျမကလည်းအလွန်တရာပြုံးရွှင်စွာနဲ့သူ့ထပ်ပိုမို thank a lot of ball ။ကျမရင်ထဲကအပူလုံးတစ်ခုကျသွားတဲ့အတန်ကို သူကလေးသာနားပိုင်းရင်ကြားနိုင်လိမ့်မယ်ထင်ပါတယ်။အခုမှပိုပြီးလှပတဲ့ Time Transit Lounge ကို တခြားခီးတွေလို အရသာခံပြီးခီးတွေအခွင့်အရေးကိုအပြည့်အဝအသုံးချဖို့ဂျန်စီစိတ်ကူးနေတော့မှပဲ။နူးနူးဆိုတဲ့အတန်းကကျမနားတယ်။ အထိတ်တလန့်ဝင်လာတယ်။ကိုလှမင်းတို့လက်မှတ်ပြဿနာတက်ပြီးဒိုင်းစီမလေးကကိုလှမင်းတို့ပြတဲ့ဖတ်စာရွက်ကိုလက်မခံပဲကျမလိုလက်မှတ်ပဲတောင်းနေတယ်။လက်မှတ်မပါဘဲနဲ့ဘိုးရင်ဘတ်ဘလုံးမှထုတ်မပေးနိုင်ဘူးတဲ့။ရှင်းပြနေတဲ့ကိုလှမင်းနောက်နားမှာရက်နေရှာတဲ့ဇွန်မင်းဦးနဲ့92လေးရဲ့မျက်နာလေးတွေဟာဇီးရွယ်လောက်ပဲရှိတယ်။လုံပအောင်ဆရာမကျွန်တော်တို့ဒုက္ခပဲတဲ့။ကိုလာမင်းကလည်းဘလို့မှပြောမရတဲ့အစုံကျွန်တော်ဘန်းကောင်းမြူတွေက အေဂျင်စီလိုက်သွားမှထင်တယ်။ဖုန်းဆက်ရင်မတွေ့နိုင်ဘူးတဲ့။အဲ့ဒါကိုတော့ကျမကတားရတော့တာပေါ့။အချိန်ကနှစ်နာရီကျော်ကျော်လောက်ပဲရှိတော့တာ။ဗန်ကောက်မြို့ထဲဝင်ဖို့လူဝင်မှုကြည့်ချက်ရေးတွေအကောက်ခွန်တွေနဲ့ပြောဆိုဖြတ်သန်းရမှာနဲ့အေဂျင်ရဲ့နေရာကိုရှာရမှာနဲ့မဖြစ်နိုင်ဘူး။ဒီတော့ထိုင်းစီမလေးကိုပြောသူ့အထက်ရာရှိနဲ့ပြောချင်ပါတယ်။အထက်ရာရှိကိုရှင်းပြမယ်လို့ခုနကကျမကိုဖော်ရွေခဲ့တဲ့ထိုင်းစီမလေးက ဒီတစ်ခါမှာတော့ကျမကိုမဖော်ရွေးတော့ပါဘူးမဆိုင်မဲနဲ့ဝင်းရှုပ်တယ်လို့ထင်လေသလားမသိဘူးမင်းနဲ့သူတို့နဲ့တဖွဲ့တည်းလားလို့စူပုတ်ပုတ်မျက်နာနဲ့ကျမကိုမေးတယ်ကျမကမဟုတ်ပါဘူးသူတို့ကသင်းမောသားအဖွဲ့ငါကစာရေးဆရာမဒါပေမဲ့ငါတို့ဟာမြန်မာနိုင်ငံသားအချင်းချင်းတွေလို့သူ့ကိုခက်တီတီပြန်ပြောတော့သူဘာမှမပြောတော့ဘူးသူအထက်ရာရှိကိုဖုန်းခေါ်တယ်ထိုင်းစကားနဲ့ဘာတွေပြောမှန်းလဲမသိဘူးပြီးတော့ကျမတို့ကိုသူ့အထက်ရာရှိမအားသေးဘူးတဲ့ ခဏစောင့်နေကဲစောင့်ပေါ်စောင့်ရမှာပေါ့ဒီနှစ်မှာစေတန်းအောင်ကားစားမုံရွာသားနိုင်ထူးလေးကညနေငယ်လေးနဲ့ဖျားစာတွေတွတ်တွတ်ယွတ်နေတာ10မိနစ်မိနစ်20နာရီဝက်အဲ့ဒီကာလမှာတော့ခုနာကလှပတဲ့ time transit launch ဟာအကြီးတန်သွားပြန်ပါပြီ45မိနစ်ကြီးများတောင်ဆောင်းဆိုင်ပြီးတော့မှ မချောလေးကသဘောပေါက်သွားလားမသိဘူး please come ဆိုပြီး boring bus 3ဆောင်းကို ထုတ်ပေးပါတော့တယ် ကိုလာမင်းတို့လက်မှတ်တွေကဘိုးရင်ပတ်စစ်ဆေးမယ်နေရာမှာတဲ့အဲ့ဒီကြမှာထုတ်ပေးလိုက်မယ်တဲ့ဟုတ်ပါပြီဟုတ်ပါပြီဂျေစုပါပဲကဲလာသွားကြစို့ပြန်လှပလာတဲ့ transit lounge ထဲမှာပထမဆုံးကျမလုပ်ရမယ့်အလုပ်ကအိမ်ကိုဖုံးစပ်ဖို့ကျမအတွက်စိုးရင်တော့ကနဲ့ဖုံးပေးနားမှာအကြောက်တရားကိုရင်းဝဲပိုက်ပြီးထိုင်ဆောင်နေမယ်ကျမခင်မိုးစီကိုဖုံးဆက်ရမယ်ဖုန်းတွေကတော့ကျမလက်ရကန်းမာရင်ကိုတန်းစီလိုပါပဲ ဒါပေမဲ့ကက်စနစ်နဲ့ဆက်ရတဲ့ဖုန်းတွေဆိုတော့ကျမဖုန်းကတ်ဝဲရမယ်ကိုလာမင်းကဖုန်းကတ်ဝဲရမယ်နေရာကိုခေါ်သွားတယ်ပြင်းမှုပြင်းရာနဲ့ဖုန်းကတ်ရောင်းတဲ့ထိုင်းလူငယ်လေးကဘတ်250တန်းဖုန်းကတ်ကိုကျမကိုထုတ်ပေးပြီးကျမထုတ်ပေးတဲ့ဘတ်1000တန်းကိုပြန်အမ်းတော့900ရဲရဲ250လူသေးတာပေါ့ဆိုပြီး၄ယောက်သားခေါင်းညင်းဆိုင်ညပြန်ရင်ပြန်ပြီးတော့မှရဲကျဲကျဲနဲ့250ထပ်ပေးရင်သူပတ်စံရင်းနေလို့ပါတဲ့ထားလိုက်ပါတော့လေ အဲဒီနာကဖုန်းမှာပဲကျမအိမ်ကိုဆက်လိုက်တော့ကျမခင်မုန်းတဲ့တငယ်ချင်းတွေမပြောင်းရသေးဘူးကျမခင်မုန်းနဲ့အားလုံးအဆင်ပြေတယ်ဘိုးရင်ပတ်စရာပြီနာမည်ပြဿနာဘာမှမဖြစ်ဘူးဒီလောက်ပဲကျမပြောရတယ်တငယ်ချင်းတွေနဲ့တယောက်စီဖုန်းနဲ့နဲ့စီပြောတာဘတ်250တန်းဖုန်းကကုန်းတဲ့အထိပဲဘာပဲဖြစ်ဖြစ်ကျမတို့အတွက်စိုးရင်ပူပန်တာတွေသူတို့မှပြေးပြောက်သွားတာပေါ့ကျမလည်းသူတို့အတန်းတွေကိုကြားရတော့ဘာလို့ရဲမသိဘူးနော်အားရှိတာပေါ့ Transit Lounge ထဲမှာကျမတို့၄ယောက်သားတွန်းလန်းလေးတွေကိုစီနဲ့ကျမတို့လေရင်ဂိတ်နံပါတ်45စီကိုဖြည်းဖြည်းတွန်းလာခဲ့ကြတယ်။လေရင်က17နာရီမှထွက်မှာဆိုတော့နှစ်နာရီနီးပါလို့သေးတယ်။အခုမှစိတ်လက်ပေါ်ပါသွားတယ်ကိုလာမင်းကကျွန်တော်တို့တခုခုစားကြမလားတဲ့။ကျမကတော့စိတ်မောရတာနဲ့တကယ်ကိုဘာမှစားကြင်စိတ်မရှိဘူး။စားရင်စားကြလေ။ကျမဒီနားမှာစောင့်ပေးမယ်လို့ကျမပြောနေတော့ဆီယာမဆီယာမတဲ့။ဟော။ ကိုလာထွန်းတယောက်ကျမတို့နောက်ကိုပြေးလိုက်လာရှာပြန်ပြီခုနကကောင်းကောင်းစကားမပြောလိုက်ရဘူးဆီယာမလီရင်ကဘယ်ချိန်လဲခုနကဆီယာမတို့အဖွဲ့ကတယောက်ကလာပါဆီယာမအချိန်ရရင်တခုခုစားရင်စကားပြောကြရအောင်ကိုလာထွန်းဟာတကယ်ကိုခင်မင်းစရာဟိုရွေတွက်လာတာပဲသူနဲ့အတူပါလာတဲ့ကိုမျိုးတန်နဲ့ကိုအောင်ကျော်မိုးကလည်းကိုလာထွန်းလိုပဲကျမတို့ကတဖွဲ့တည်းမဟုတ်ဘူးကိုလာထွန်းရဲ့ခုနကတယောက်ကဒီဘန်ကောက်ကမြန်မာ လင်းမော်မှာတွေ့ပြီးတတ်တက်လိုက်ကူညီရှာတာသူတို့သုံးယောက်ကသင်းမောသားတွေလေကျမကတယောက်ထဲရဲ့တယောက်ထဲသွားရမှာဩဟုတ်လားကျွန်တော်တို့လည်းသင်းမောသားတွေပဲဆရာမကျွန်တော်တို့လင်းရင်ကမနဲ့အစောကြီးမှထွက်မှာဒီတညကိုဒီမှာပဲစားလိုက်တောက်လိုက်ခြောက်ကြည့်လိုက်နေပဲအချိန်ကုန်မှာအခန်းငါးမအိတ်တော့ပါဘူးဆရာမရဲ့လာပါဆရာမအချိန်ရပါတယ်ကျွန်တော်တို့တခုခုစားကြရအောင်ကုလာထွန်းတို့ကကျမတို့ကဘာနဲ့အဝံနမဲကြောကြား လူကြိုက်များနေတဲ့ KFC ဆိုင်အဲ့ဒီတုန်းကဘာခေါ်မှန်းကျမမသိပါဘူးအဲ့ဒီကိုခေါ်သွားတယ်ကိုလာမင်းတို့၃ယောက်ကခေါ်လို့မရဘူးကျမတွန်းလဲကိုယူထားပေးကြပြီးသူတို့က တခြားဆိုင်ကိုသွားတယ်ဇင်နာကြီးမခွဲခင်လောက်ကျမကိုလာခေါ်မယ်ပေါ့စားတောက်ဆိုင်မှာကိုတိုင်တန်းစီယူစနစ်ထိုင်းမှာကလေးကစတင်တော့တာပါပဲကိုလာထွန်းတို့က ကျမကိုတမ်းမစီစေပဲစပွဲမှာဆောင်ခိုင်းပြီးသူတို့ကကျမအတွက်ယူလာပေးကြရှာပါတယ် လင်မန်းလေးပေါ်မှာအာလူးချောင်းညော်ဆက်ကူအိတ်လေးကတက်ဟိကြက်ရင်မုံတချမ်းဒါမှမဟုတ်ကြက်ပောင်တချမ်းကိုဂျုံအုပ်ပြီးတွတ်တွတ်ကြော်ထားတဲ့ကြက်ကြောနဲ့ကိုကာကိုလာဆက်ကူခွက်လေးတစ်ခွက်ရဲပါတယ်2ဒေါ်လာတန်း KFC ကိုကျမဘလို့မှကိုအောင်မစားနိုင်ပါဘူးကျမတို့လေးယောက်မမျော်လင့်မဲ့ဘန်ကောက် transit လောင်းတဲမှာ KFC ဆိုင်မှာတာချောင်းပေချောင်းတွေအားရပါရပြောကြရတာမမေ့နိုင်စရာပါဒီမောသားတွေတော်တော်များများဟာ စာလွန်ဖတ်တယ်ဆိုတာကိုကျမနဲ့မောင်ရင်းပမာချစ်ခင်နဲ့လူယုတ်လူပေသင်မောသာမောင်ဇော်တိုင်းကိုအကြောင်းပြုပြီးကျမသိထားတာကြပါပြီကိုလာထွန်းတို့ကိုမျိုးတန်တို့ကိုအောင်ကျော်မိုးတို့နဲ့စကားပြောလို့အလွန်ကောင်းပါတယ်ဇာရေးစရာတို့ထုံးစံစာဖတ်ပရိသတ်တန်တွေ့ရင်အားလုံးကိုမေးသွားတတ်စမြဲမှုဇယ်နာကြီးဘလို့ခွဲသွားမှန်းကိုမသိလိုက်ပါဘူးကိုလာမင်းတို့ကျမတို့နာရောက်လာမှန်းတော့မသိပါဘူးကိုလာထွန်းတို့ကကျမတို့ဂိမ်းနံပါတ်45အဝင်က အလိုလျောက်ဖြတ်တန်းစစ်ဆေးတဲ့အစ္စရေးဖြတ်တဲ့နေရာအထိလိုက်ပို့ကြရှာတယ်။သွားတော့နော်ဆီယာမနောက်၃နှစ်လောက်ကြာမှဆီယာမနဲ့ကျွန်တော်တို့ပြန်တွေ့နိုင်မှာကျွန်တော်တို့ကအ ਨੇ ဆုံး၃နှစ်နေရမှာဆီယာမရေကိုလာထွန်းကနှုတ်ဆက်စကားကိုလွန်လွန်ဆွေဆွေဆိုရှာတယ်။အလိုလျောက်ဖြတ်တန်းစစ်ဆေးစပ်ပေါ်မှာကျမတို့လက်ဆွဲအိတ်ပခုံးလွဲအိတ် passport အကလေးပါမကြံတင်ပေးဖြတ်တန်းကြရပြီးဂိတ်နံပါတ်45စီကိုဆက်လျှောက်ခဲ့ကြတယ် ဂိမ်းနံပါတ်45ရဲ့လင်းရင်ဆောင်ဆိုင်မှုအခန်းထဲကိုအဝင်မှာဘိုးရင်ပတ်နဲ့ပတ်စပို့တစ်ခါဆက်သေးတယ်။အဲ့ဒီမှာချောချောထိုင်းမာလေးကပတ်စပို့နဲ့လက်မှတ်ကိုကြည့်ပြီးကြီးဆိုပြီးမျက်မှောင်တွန်သွားလို့ကျမထိတ်ခနဲဖြစ်ရသေးတယ်။တော်ပါသေးရဲ့ကျမရှင်းပြမလို့ဟန်ပြင်လိုက်တော့မချောလေးကဘာမှမပြောတော့ပဲပတ်စပို့ကိုပြန်ပေးလိုက်တော့မှဒုတိယံပြီးအပူလုံးတစ်လုံးကျသွားတော့တယ်။ကိုလာမင်းတို့ရဲ့လက်မှတ်တွေကိုလည်းအဲ့ဒီကောင်တာမှာထုတ်ပေးတယ် ကျမတို့လင်းရင်ကဘာဖြစ်လို့လဲတော့မသိဘူး။နာယူဝတ်တီတီနောက်ကြတယ်။လင်းရင်နဲ့နဲ့နောက်ကြနိုင်တယ်ဆိုတာကိုတော့အချိန်လုံးကြီးညာပေးနေပါဗါတယ်။အုတ်ထုံနှက်ပြကုတ်အတူနှက်ပြအနီးနဲ့နှက်ပြကြောင်ကြောင်ကြားကြားပြော့အီအီဝတ်စုံလေးကိုဝတ်ဆင်ထားတဲ့မိကထူးထူးနှခမ်းနေရဲရဲလေးနဲ့ထူးထူးခြားခြားထင်ရှားကြော့မော်နေတဲ့လင်းရင်နဲ့ဂိတ်ကောင်းနာကြားစီစဉ်ဆက်သွယ်အကျိုးထောက်ဟန်တူတဲ့ထိုင်းအမျိုးသမီးအကျိုးထောက်တော်လေးက လင်းငါးဆယ်ကောက်လောက်လူလာခောက်ပြန်ပြေးလွှားပြီးမှခရီးသွယ်တွေကိုခေါ်ပါတော့တယ်၁၇နာရီခွဲဖို့၅မိနစ်လောက်ပဲလိုတော့တယ်ဒီတစ်ခါလင်းရင်မော်တက်ဖို့ကျမဖြတ်သန်းရတဲ့လေးလုံးမိုးလုံးမှန်လုံးအင်းလေးကပုံမူရှည်မျောပါတယ်နိုင်ရန်နဲ့မျက်နှာကြက်ကြားမှာမီးလုံးဝါမိမ့်မိမ့်လေးတွေမြုံနှံထားပြီးအခွေကောင်များစွာနဲ့မှန်လုံးအင်းလန်းကိုကျမရှောင်ရင်းကျမဘာဖြစ်တာပါလဲဒီလမ်းမျိုးဒီငွေတက်မျိုးတွေဟာကျမအသက်နဲ့အမျှမတ်ခဲတယ်များစွာသောအိမ်မတ် တွေထဲကအခိုးငွေတက်တွေကျမသိပြီအိပျော်တိုင်းလဲအိမ်မက်များစွာမတ်တက်တက်နိုးနေရက်နဲ့လဲအိမ်မက်များစွာမတ်တက်တယ်မတ်သည်အိမ်မက်များစွာကိုလဲမမီခင်းတွေတယ်တဲ့မတ်ချင်တဲ့အိမ်မက်များကိုမွေးမြူထားပြီးထပ်မတ်တက်တယ်လို့မမတ်ချင်တဲ့အိမ်မက်များကိုမတ်နေရင်းကအတင်းနိုးဖို့ကြိုးစားတတ်တဲ့အိမ်မက်ယူကျမအိမ်မက်တော့အိမ်မက်မတ်တော်မယ်ကျမသိတယ်နိုးနေရက်ကကျမအိမ်မက်မတ်တော်မယ် ။အော်ဒါနဲ့စကားမဆက်။အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ဟောခုမှလင်းရင်တကားဝဖိုင်းအကျိုးထောက်တော်မာလေးနဲ့ PB အင်္ဂလိပ်မျက်နှာနဲ့အင်္ဂလိပ်လေးရင်မောင်းလေးရင်မယ်တွေကျူဆူပါれပျော်ရွှင်သောခရီးစဉ်ဖြစ်ပါစေတဲ့ ီမာလာတဲ့လင်းရင်ဝမ်းပိုက်ကြီးထဲမှာညပြလာတဲ့ထိုင်ကုန်တွေရှုပ်ထွေးနေတဲ့လူတွေအလင်းရောင်ဝါဝါကမုံကြီးအဲ့ဒီလူတွေအားလုံးရဲ့မျက်နှာတွေက တခြားကဘာကမျက်နှာတွေဒီလင်းရင်ပေါ်ကိုရောက်တာနဲ့တခြားကဘာတစ်ခုကိုဘာဖြစ်လို့ပြောင်းလဲသွားတာလဲဟွန်းဒါတခြားကဘာမဟုတ်ပါဘူးအိမ်မက်တစ်ခုပါကျမအိမ်မက်တစ်ခုတည်းကိုရောက်နေတာ ကျမအိမ်မက်ဟာစတင်ခဲ့ပါပြီသုံးလာကြအောင် ကျမမက်ရမယ်အိမ်မက်ရှည်တစ်ခုဟာ ဒီမှာစတင်ခဲ့ပါပြီ။မုံရီမီးရံအောက်ကကျမတို့ထိုင်ရမယ့်မီးခိုးရောင်ထိုင်ကုန်းလေးကလင်းရင်ရဲ့ဘဲဘက်ချမ်းလူသွားလန်းနဲ့ကက်ရမှာဘဲဘက်ချမ်းမှာ၃ဂုံတန်းအလဲကောင်းမှာ၄ဂုံတန်းညာဘက်ချမ်းမှာ၃ဂုံတန်းဆိုတော့၁၀ဂုံတန်း၁၀ရောက်ထိုင်လို့ရတာပေါ့၁၀ရောက်တန်းပေါင်းကတော့အများကြီးပါပဲလင်းရင်ဥပိုင်းအလဲပိုင်းအမီးပိုင်း၃ပိုင်းစလုံးမှာ၁၀ရောက်တန်းထိုင်ကုန်းတွေက မဆုံးနိုင်တော့သလိုပဲ မင်္ဂလာတုံးလေးစိတ်မှာအဘကြည်စိုးထွန်းပြောလိုက်သလိုပဲအဘကြီးဟုတ်တယ်တော့လင်းရင်ကြီးကအိမ်ကြီးလောက်ရှိတယ်အဲကန်းကျဲကြီးသုံးခုနဲ့ဖွဲ့စည်းထားတဲ့အိမ်ကြီးကြီးလိုပဲမိအောင်မုံမုံလူတွေကရှုပ်ထွေးလို့ရေမောတန်တက်တဲ့မျက်နာတွေစိမ့်စိမ့်မျက်လုံးတွေစိမ့်စိမ့်စကားတွေကစိမ့်စိမ့်ဒီလိုပါပဲလေအိမ်မက်ရဲ့အယောင်အဆင်းတဝင်းကျင်ဟာဒီလိုတွေပါပဲကျမထိုင်းကုန်းမှာအသာဝင်ထိုင်လိုက်တယ် ကျမဘေးမှာလူရောက်မလာသေးဘူးကျမအတွက်ခေါင်းသေးသေးလေးနဲ့မိကိုရောင်နွေးဆောင်တထဲပြီးတော့ရှေခုံနောက်ခုံမှာကတ်ထားတဲ့ကျမအတွက်အိတ်ထဲမှာတစ်ခါသုံးသဘွတ်တန်တစ်ခါသုံးသွားလိုက်စီညနေတော့ဘဝသေးသေးလေးအိတ်တဲ့အခါမိရောင်ကားတဲ့မျက်လုံးကားကလေးတစ်ခုထဲထားတဲ့အိတ်လေးတစ်ခုရဲ့နှစ်ချက်တစ်စုံရဲ့အစားအသောက်စီးရင်မီနူးကလေးရဲ့ British Airway မဂဇင်းနဲ့တခြားမဂဇင်းတွေရဲ့တွေ့တယ် Hello excuse me ကျမဘေးကခရီးဖော်နှစ်ယောက်ရောက်လာပြီ။ဟယ်လိုပြန်လုံရင်ကျမထိုင်ကုန်းကခဏထားပြီးသူတို့ကိုဝင်ဖို့လမ်းဖယ်ပေးရတယ်။ခုံလေးတွေကကျင်းတယ်။သူတို့နှစ်ယောက်ကခန့်ငယ်ငယ်ဆုံးတွဲလေးပါပဲ။အင်္ဂလိပ်မျက်နာတော့မဟုတ်ဘူး။နေရာတကျဖြစ်မယ်လို့မှမရှိသေးဘူး။သူတို့နှစ်ယောက်ကပြဿနာဖြစ်ကြရော။မင်းကလေးကသူ့ပခုံးတိုင်းအိတ်ထဲကိုဟိုရှာဒီဖွားလုံရင်အမျိုးသားလေးကိုငါကင်မရာမင်းသိမ်းထားသလားတဲ့။ကောင်လေးကလည်းငါမသိမ်းပါဘူး။ မိအထဲမှာမြဲထည့်ထားတာပဲတဲ့အဲဒီမှာမိန်းကလေးကညနာငယ်ငယ်ကလေးနဲ့ Oh my god ငါတော့ထိုင်းလေးစိတ်စားတောက်ဆိုင်မှာမိထားခဲ့ပြီးထင်နေတဲ့အဲဒီမှာပြဿနာစားကြတာပေါ့ဘယ်လိုလုပ်မလဲမင်းဟာအမြဲဒီလိုပဲဒီကင်မရာဟာငါအမေရဲ့မွေးနေ့လက်ဆောင်ကွကင်မရာထက်အထဲက flin လေးကပိုအေးကြီးနဲ့ချစ်ကုန်ကြရောဒုက္ခပါပဲတနာပါတယ်ကျမအများကြီးကိုချင်းစားနိုင်ပါတယ် ဘာလို့လဲဆိုတော့ဒီလိုအဖြစ်မျိုးကိုကျမကဂျိန်ဖန်များစွာဖြစ်ဘူးသူကိုခဏနေတော့ထိုင်းမျိုးသားလေးကထိုင်းကုန်းကထပြီးကျမကို sorry လုံရင်ခေါင်းပေါ်က box ထဲကသူတို့ခီးဆောင်တတလေးကိုဆွဲချတယ်မချောလေးကလုံးဝမဖြစ်နိုင်ဘူးအဲ့ဒီထဲမှာမရှိဘူးကင်မရာကထိုင်းလီစိစားတောက်စပွဲပေါ်မှာတဲ့អော်သေးတယ်កောင်လေးကဒေါသမျက်လုံးနဲ့ပဲជីပြီးတတကိုဖွင့်ရှာတယ်အဲ့ဒီအချိန်မှာလင်းရင်မောင်းလင်းရင်မယ်တွေကလည်းလင်းရင်ထွက်တော်မှာပေါ့ ောက်တွေကိုလိုက်ပိန်နေပြီယုတ်တရက်ကောင်းလေးစီကလေးရှင်တန်တဲ့အတူ Oh you are here တဲ့တတာထဲမှာတွေ့တဲ့ကင်မရာလေးကိုဝမ်းသာအားရကိုင်းမြောက်ပြလိုက်တဲ့ကောင်းလေးစီကို မချောလေးကဘလူးခုံထရောက်လာတယ်မသိပါဘူး Oh wonderful great thank you darling ကျမမျက်စီတွေကိုမနေတတ်မထိုင်တတ်ဖြစ်ပြီးမိတ်ပစ်လိုက်မိတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကင်မရာပြန်တွေ့ချင်းအထိမ့်မှန်နဲ့ကျမရှေ့မှာနန်းနေကြပြီလေ။ ဘင်းမဲလေးကတော့နားလေတဲ့အပြုံးနဲ့သူတို့ခီးဆောင်တစ်တားလေးကိုဘောက်စ်ထဲထည့်ပေးပြီးဘောက်စ်ကိုအသားအရာဖိတ်သွားလေရဲ့ကျမခမရမတော့ဝမ်းသာပေမဲ့နားလေတဲ့အပြုံးမပြုံးနိုင်ရှာဘူးကျမမျက်နှာနဲ့နီးနီးလေးပဲရှိတဲ့သူတို့အနန်းကို ကျမမကြည့်ရဲလို့ပါသူတို့နှစ်ယောက်သူတို့ခုံတွေပေါ်မှာနေရတကြပြန်ဖြစ်တဲ့အချိန်မှာလင်းရင်စထွက်ပါပြီအင်ကြီးလောက်ရှိတဲ့လင်းရင်ကြီးကောင်းကင်ရံကိုပြန်တက်တာဟာအင်မတန်ညံသာလာပါတယ် လှုပ်ခါခြင်းမရှိတုံရင်ခြင်းမရှိအတန်ဆူညံခြင်းလည်းမရှိပါဘူးခေါင်းငင်ရံမှာလင်းရင်ကြီးသူ့နေရာနဲ့သူနေရာတကျဖြစ်ပြီးကပတ်တွေကိုဖြုတ်နိုင်ပြီဆိုတော့အချက်ပြမီးလေးလင်းတာနဲ့ခီးသည်တွေလည်းကို့အလုံးနဲ့ကိုအလုံးရှုပ်ကုန်ကြသလိုလင်းရင်မောင်လင်းရင်မဲလေးတွေလည်းကို့အလုံးနဲ့ကိုရှုပ်ကုန်ကြတော့တယ်ခီးသည်တွေကရှေကုံကြောမှာကတ်ထားတဲ့သပွင့်လေးတွေကိုခြာပြီးစာရေးဖို့ပြင်သူကပြင်ငကြက်လေးတွေတက်ပြီးကျမတို့လင်းရင်အလဲပိုင်း ဝမ်ပိုင်ချမ်းရဲ့ထိုင်ခုံအလုံးရှည်ဆုံးမှာရှိနေတဲ့ရုပ်ရှင်ပိတ်ကားအကြီးကြီးကပြာစာပြုတ်နေတဲ့ရုပ်ရှင်ကိုကြည့်ဖို့ပြင်သူကပြင်ညလုံးကားလေးတွေတက်ပြီးအိတ်ဖို့ပြင်သူကပြင်နဲ့အလုတ်ရှုပ်ကြသလိုလင်းရင်မောင်လင်းမဲလေးတွေကတော့ခရီးသည်တွေကိုအစားအသောက်စားကြွေးဖို့အလုတ်ရှုပ်ကြတော့တယ်။ဂျမရှိအိတ်လေးတွေကအစားအသောက်စည်ရင်ကပ်ကလေးကို ထုတ်ယူကြည့်လိုက်မိတယ်။ညစာမှာ စားနိုင်တဲ့ရင်းလျာစည်ရင်နေနဲ့မနှက်စောစောမှရနိုင်တဲ့အစားအစာတွေဟာ စုံလို့ပါပဲဖတ်တာနေပဲစားကျင်စပွဲကောင်းတယ်လို့ရောင်းဆောင်ရှုခင်းတပ်ပုံနဲ့မီနူးကြွေကက်ကလေးမီနူးကြွေကက်ကလေးဟာလည်းအင်မတန်လှပါတယ်အရက်တို့ဖြောရည်တို့ရေတို့ကော်ဖီလက်ဖက်ရည်စတဲ့တောက်စရာတွေကတော့လင်းပြန်တန်းတဲ့ချိန်လုံးမှာကြိတ်တလောက်တောက်နိုင်ပါတယ်ဆိုတဲ့စာရင်လေးကိုမီနူးကရဲ့ထောင်လင်းမှာတွေ့လိုက်တော့ရမကကြိတ်တက်တဲ့ကျမရဲ့ချစ်တငယ်ချင်း အပေါင်းအသင်းမိတ်ဆွေတွေစီကိုချက်ချင်းစိတ်ကရောက်သွားပြီးဂျမရင်းနဲ့ထိခိုက်သွားပုံဟာသတိရမိတာသတိရမိတာမှဟုတ်ရဲ့လားဂျမဂျမလွမ်းလာတာလွမ်းမြည်လားဂျမထိုင်းကုန်းမှာနေရာပြင်ထိုင်လိုက်တယ်ထိုင်းကုန်းကကျင်းမြီတက်တောင့်တက်တာမရှိတော့ဂျမရင်းနဲ့မအီမသာဖြစ်နေတာပါစာရေးရမလားစာဖတ်ရမလားရုပ်ရှင်ပဲကြည့်ရမလားပေါ့ဂျမထွေပြားနေတော့မှပဲကျမဘေးကကောင်းလေးရဲ့ဇပွဲလေးပေါ်ကို ဝင်းငနဲ့မီးရောင်လေးကွက်လင်းလာတယ်။အဲ့ဓာတွေပေါ့အဲ့ဓာတွေပေါ့အဲ့ဓာတွေကို ကျမလေ့လာရအောင်မယ်။အဲ့ဒီမီးလေးသူ့နေရာမှာကွက်လင်းအောင်ညှိကဲ့သို့လှုပ်လိုက်သေးကိုကျမမသိဘူးလေ။ကျမမှာဒီလီရင်မျိုးတစ်ခါမှမစည်းဘူးတာ။ရုပ်ရှင်ကြည့်ဖို့အတွက်လဲအပန်းကိုနားထောင်နိုင်ဖို့နှက်ချက်ပလက်ပေါက်ထိုးဖို့နေရာကဗမာလေ။ထိုင်ကုန်းမှာမတိမသားရှားဖွေရေးလှုပ်လိုက်တော့ကျမရဲ့ထိုင်ကုန်းဘဲဘက်လက်တန်းမှာစက်ခလုတ်လေးတွေစမ်းတွေ့တယ်။ဟုတ်ပြီ ဒါကမိခလုတ်ဒါကနကြက်ပလက်ပေါက်ပဲဖြစ်ရမယ်။ဘာတော့ဆရာများသုံးဆောင်ပါမလဲ။ကျမဘေးကိုတွန်းလင်းလေးတစည်းထိုးဆိုင်လာပြီးတက်ဆင်ထားတဲ့အပြုံးလေးနဲ့အင်္ဂလိပ်လင်းရင်မဲလေးကကျမအဖြေကိုစောင့်နေတယ်။တွက်လက်တဲ့လက်ကလေးနဲ့ငွေရောင်စက်ခုထုပ်လေးတစ်ထုပ်နဲ့စက်ခုလက်တော့ဘွားလေးကိုကျမစပွဲပေါ်ကိုတင်လိုက်လို့ဝိုင်ဝိုင် please လို့ကျမပြောလိုက်တယ်။ဝိုင်ရဲ့အရသာဟာဖန်တွတ်တွတ်မှုကျမသိမကြိုက်လာပေမဲ့အရက်ချိုတစ်မျိုးမှကျမအိပ်ပျော်နိုင်မယ်လေ။ ဆန္ဒနာကြီးကြော်ပြန်တန်းကြာမြင့်မဲ့ဒီလင်းရင်ခကြီးရဲ့တတောင်တတားသိမရှိလာတဲ့ထိုင်းကုံပေါ်မှာကျမအိပ်ပျော်သွားမှဖြစ်မယ်။လှပတဲ့ဝိုင်းဖြူပလင်းသေးသေးလေးနဲ့ပလတ်စတစ်ခွက်ကလေးကိုလင်းရင်မဲလေးကစပွဲပေါ်တင်ပေးတယ်။ဝေယောင်ဆက်ခုထုတ်လေးကမြည်စရာတီဟိုစေ့ထုတ်လေး။ဝိုင်းတောင်ရင် ကျမဘေးကဇုံတွဲလေးနဲ့စကားစမြည်ပြောမိကြတော့သူတို့လေးတွေကဩစတြေးလျလူမျိုးတွေ။ဝေယာဒီအားလည်းရမှာအပျော်ခီးထွက်လာကြတာတဲ့။ ။နှစ်ယောက်စလုံးကြောင်းတက်နေတုန်းပဲရှိသေးတယ်။ကျမတို့စကားကောင်းနေတုန်းညစာတွန်းလဲကလေးစိုက်လာတယ်။ကျမကတော့ကြက်သားပဲမှားလိုက်တယ်။ညစာလင်မန်းလေးပေါ်မှာသူ့ဟင်းခွက်ကလေးတွေနဲ့သူသူ့ပကံများကလေးတွေနဲ့သူကြက်သားနဲ့အသီးရွယ်ရဲ့ပေါင်မုံလုံးလေးတစ်လုံးရဲ့အသီးရွက်ဆုံးအချင်းတုပ်စလက်ရဲ့သူတို့ထုံးစံအတိုင်းအစဖိတ်ကော်ဖီတောက်ဖို့ကော်ဖီခွက်လေးနဲ့တကြားတို့နှုတ်တို့လည်းပါတယ်အရသာသိမ့်မဆိုးပါဘူးစားလို့ကောင်းပါတယ် င်မထုံးစံအတိုင်းအစားစားတဲ့အချိန်မှာရုပ်ရှင်ကြည့်ဖို့ငကြလေးတက်ပြီးကြိုးစားပေမဲ့တကယ်တော့ကျွန်မထုံးစံကမနှက်လက်ဖက်ရည်တောင်းရင်ပဲဖြစ်ဖြစ်ထမင်းစားရင်ပဲဖြစ်ဖြစ်အချင်းနားထောင်ပြီးစားတတ်တာအချင်းတောင်းမှကျွန်မကြိုက်တာကပတလာတစ်မျိုးတည်းစန္ဒယာတစ်မျိုးတည်းတယောတစ်မျိုးတည်းနဲ့စိုးထားတယ်မဟာဂီတမှာမအောင်မြင်ပါဘူးအရသာခံလို့မရဘူးကျွန်မဘာဖြစ်တာပါလဲ96တုံးကတည့်ရစားပြီးဟောပြောဝဲကို တကုံးအောင်လန်းအမြန်ကားနဲ့သွားကြတော့ကားရှိပိုင်းမှာလက်မ20 TV လေးနဲ့အငိတ်ကြည့်ပြီးလိုက်သွားရဘူးတယ်။စိတ်ကြည့်လို့ကောင်းတာပဲ။တကားလုံးတဝါဝါနဲ့ကားကအငိတ်ပွဲခင်းဖြစ်လို့ကားပေါ်မှာအငိတ်ကြည့်ရတဲ့အရာသားကိုကျမသိပ်ပြီးသဘောကျသွားတယ်။ဒါတောင်းမှကားကလမ်းတွေပေါ်မှာရင်းလိုက်ရိုင်းလိုက်ခုံလိုက် TV ကအတန်းတွေရုပ်တွေကလည်းတစ်ခါတစ်ခါဝါးဝါးသွားလိုက်နေ။အခုဒီမှာလင်းရင်ကြီးကလည်းခင်မီရုပ်ရှင်ုံကြီးလိုငြိမ့်သက်လို့ အသံတွေရုပ်တွေကလည်း82လက်မှပိတ်ကားပေါ်မှာကြည်မြပီတလို့ဒါပေမဲ့ကျမကအရသာခံလို့မရဘူးဒီနေရာမှာဒီပိတ်ကားကြီးပေါ်မှာအငိမ့်ဆိုရင်တော့ကျမဘလို့နေမှာပါလိမ့်ကျမမအီမသားကိုဖြစ်နေတာပါပြောမပြတတ်တဲ့မအီမသားဝေဒနာတစ်မျိုးကျမဖြစ်နေတာတကယ်လို့ခီးထွက်ပြီးဆိုရင်ခီးတင်တဲ့အတွေ့အမြင်တွေအငွေ့အသက်တွေနဲ့အလိုလိုကျမပြောနေတတ်တာအစားအသောက်တွေလည်းကျမကောင်းအောင်မစားနိုင်ဘူး ။လင်းရင်မူးတာလည်းမဟုတ်ဘူး။မူးရင်တောက်ဖို့ဈေးတွေလည်းကျမမှာပါတယ်။ညမငယ်ဒေါက်တာနုနုဆွေ အမရာဈေးတေကမမဘေးနားမှာကျမရှိနေသလိုဖြစ်စေရမယ်ဆိုပြီးဈေးညွန့်တွေနဲ့ဘာဖြစ်ရင်ဘာတောက်ဆိုပြီးထည့်ပေးလိုက်တဲ့ဈေးတွေဟာကျမမှာအများကြီးပဲ။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ